နောက်နေ့မှာတော့အင်ယိုက TPG နေပြီးတော့မကမဲတက်ကပစ္စည်းတွေကိုလေးလံတင်ရောင်းချတဲ့စီစဉ်တစ်ခုကြည့်နေပါတယ်သူတို့ကတော့ပစ္စည်းတွေကိုဇက်တိုက်ပြနေပြီးတော့နောက်ဆုံးတော့မကမဲတိုက်ရဲ့အနေရရှိဆုံးဒေတာတွေရည်ရလာတဲ့အယောင်9တန်ခန့်ရဲ့အလှည့်ကိုရောက်လာပါတယ်။အဲ့ဒီခက်ကတော့ကမ္ဘာပေါ်မှာရှိတဲ့အစိတ်အားလုံးရဲ့အာနိသင်ကိုပြည့်ပြည့်စည်နိုင်ပါတယ်။ပြည်သားနဲ့လေလံကိုစတင်လိုက်ပြီလို့ကြေညာလိုက်ပါတယ်။လူတွေကလည်းအပြန်ဆိုင်မဲ့ဈေးတင်နေကြပါတယ်။ လူတစ်ယောက်ပဲလူတစ်ယောက်ကတော့တန်တရာလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအဲ့ဒီနေရာမှာရှိတဲ့လူအလုံးလည်းတိတ်ဆိတ်သွားပြီးဘာစကားမှထပ်မပြောနိုင်ကြတော့ပါဘူးအင်ယူကတော့အဲ့ဒီရာအလုံးကြည့်နေပြီးတော့ငါတကောင်ဒီလောက်တောင်ဈေးပေးပြီးဝယ်ရမလားလို့ပြောနေတော့သူယုံကန်းအောင်လာနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီလူကတော့ခုနအလေးလံပွဲရလူပါပဲသူကတော့အင်ယူတို့နဲ့ထိုင်လိုက်ပြီးတော့ကျွန်တော်တို့ကအကူအညီတောင်းဖို့လာတာပါအချောင်းကတော့ကျွန်တော်ငယ်ငယ်တော့ကကျွန်တော်မကမဲတိုက်မှနေခဲ့တယ်အဲ့ဒီတော့အခုလိုအန်ရီများတဲ့တက်ကြီးမှန်ဘယ်သူမှမသိကြဘူးအဲ့ဒီတော့ကျွန်တော်နဲ့တငယ်ချင်းတွေကအင်းဆက်ပိုးမွားတွေနဲ့အချိန်များစွာကစားခဲ့ကြတယ် တနေ့မှာတော့ကျွန်တော်စိတ်ထဲမှာအကြံတစ်ခုပေါ်လာခဲ့တယ်။အဲ့ဒါကတော့အင်းဆက်ပိုးမွားတွေအိုတလုံးနဲ့ထည့်ပြီးတိုက်ခိုင်းမယ်။အားကောင်းဆုံးကရှင်ကြံပြီးတော့ကျန်တဲ့ကောင်တွေကတေးလိမ့်မယ်။ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီအပြုမွာကျွန်တော်ဘုရားနောင်နာရစီလိမ့်မယ်လို့မထင်ထားခဲ့ဘူးအဲ့ဒီအကြောင်းကျွန်တော်အကောင့်ထဲဖွင့်လိုက်တဲ့ချိန်မှာပဲကျွန်တော်တငယ်ချင်းတယောက်အဆင်မီသွားကြတယ်ကျွန်တော်လည်းကလေးဆိုတော့သူတို့ဒီတိုင်းပြစ်ပြီးပြေးလာတာခုချိန်ဒီပါပဲဒါကြောင့်ကျွန်တော်တသက်လုံးလှုပ်လှုပ်ပြီးဒီငှောက်ဝင်နိုင်မှုနဲ့ကျွန်တော်တငယ်ချင်းတွေကိုပြန်ခေါ်ပြီးကုသပေးနိုင်မှုစ조사ခဲ့ကြာနေပြီဆိုတာသိပေမဲ့သူတို့ကျွန်တော်ပြန်လာခေါ်ရဲဆိုတဲ့စိတ်လေးနဲ့ခံစားနေရတာတွေပေါ်သွားအောင်ပါလို့ပြောလိုက်ပါတယ်အင်ကတော့အဲ့ဒီစကားအားလုံးနားထောင်လိုက်ပြီးကောင်းပြီကိုကြီးပဲဒါပေမဲ့မင်းတိထားရမယ့်အချက်နှစ်ချက်ရှိတယ် ပထမတစ်ခုကတော့ဝင်းဆောင်ခါတသိန်းကုန်ပဲအဲ့ဒီနေရာရဲ့အန်နေများလို့ပဲဒုတိယတစ်ခုကတော့မင်းတင်ငယ်ချင်းကြီးအစိမ့်မိတာတော်တော်ကြာပြီနော်လို့ပြောလိုက်ပါတယ်ဒီဆန်လေးအားလုံးသဘောတူတယ်လို့ပြောလိုက်ပါတယ်အင်းကတော့ကောင်းပြီလေအဓိကမင်းရဲ့ဝတ်စားတွေပြောလိုက်ဖို့ပဲဒီဝတ်စားတွေကဒီတိုက်ကြီးတွေမှာအဆင်ပြေလို့ပြောလိုက်ပါတယ်ဒါနဲ့ဒီဆန်ကလည်းသူ့ဝတ်စားတွေပြောလိုက်ပြီသူတို့နေရာလို့ရဟန်းရင်ပေါ်တက်ပြီးတိုက်ကြီးစီကိုဥတီသွားကြပါတယ်ခဏကြာမှတော့သူတို့ရောက်သွားပြီးတော့ဆင်းလိုက်ကြပါတယ်ပြီးတော့တောအုပ်ထဲကိုချက်ချင်းပဲသွားကြပါတယ် သူတို့ခဏလောက်လမ်းလျှောက်သွားကြတော့ရုတ်တရက်သူတို့ရှေ့မှာပန်းချိုတွေ့လိုက်လို့အင်ရွတ်ဆိတ်ပူသွားပါတယ်။ဘာလို့လဲဆိုတော့ဒီတိုက်ကြီးကပြားရည်တွေမှာအစိတ်ထည့်ထားသလိုပါပဲ။တကယ်လို့စားပွားတဲ့နေရာတစ်ခုဖြစ်နိုင်ပေမဲ့တစ်ချိန်တည်းမှာပဲစက္ကန့်ပိုင်းအတွင်းတည်စီနိုင်တဲ့အားပြင်းတဲ့အစိတ်လည်းရှိနေနိုင်ပါတယ်။ဒါနဲ့အင်ရွတ်လည်းဒီဆန်အောင်အဝေးမှာရက်ခိုင်းလိုက်ပြီးတော့သူတယောက်တည်းရှေ့ကိုသွားခဲ့ပါတယ်။သူ့အနောက်ကတ်သွားတဲ့အချိန်မှာပဲအဲ့ဒီပင်တွေကပေါ်လာခဲ့ပြီးသူ့ကိုအရှိန်နဲ့တတ်ခတ်လိုက်ပါတယ်။ ဒါမဲ့ AOR အမြန်မေးဆောင်လိုက်ပြီးတော့သူ့ရဲ့စွမ်းအားကိုချက်ချင်းပဲသုံးလိုက်ပြီးတနက်တလန်းနဲ့ဆက်တလန်းနှစ်လက်ကိုဖန်တီးလိုက်ပါတယ်ပြီးတဲ့နဲ့အပင်လေးကိုပြက်ခတ်လိုက်ပြီးအားလုံးဖျက်ဆီးလိုက်ပါတယ်ဒီချိန်မှာပဲ AOR မလက်ပြာကြီးကပေါ်လာခဲ့ပြီးသူ့ရဲ့ပိုးမြင့်နေတဲ့ AO ကိုရပ်ပတ်လိုက်ပါတယ်ဒါမဲ့ AOR ကတော့သူ့ဖန်တီးလိုက်တဲ့လက်နှစ်ဖက်နဲ့ပဲလက်ပြာကြီးကိုအဝေးကိုပြင်လွတ်လိုက်ပါတယ်ပြီးတဲ့နဲ့သူလည်းပိုးမြင့်နေစရာလုံမြောက်သွားခဲ့ပါတယ်ပြီးတော့ဒေဆန်ကိုခေါ်ပြီးတော့သူတို့လက်အောင်ဆက်လျှောက်သွားကြရင်အမှတ်သားလုပ်ထားတဲ့တပင်းတပင်းကိုတွေးလိုက်ရပါတယ် ဒါကြောင့်ဒေဆန်လည်းခဏလောက်စဉ်းစားလိုက်ပြီးသူ့တကယ်ချင်းလေးနဲ့အဲ့ဒီတစ်ပတ်မှာလမ်းမပြောင်းအမှတ်မှတ်ခဲ့တာတတိယသွားပါတယ်။ဒါကြောင့်သူ့ကိုယ်သူမထိန်းနိုင်တော့ပဲသူငငယ်တော့တကယ်ချင်းနဲ့စိတ်တင်းခဲ့တဲ့နေရာကိုသွားလိုက်ပါတယ်။ရောက်တဲ့အခါမှာတော့ကျယ်ပြန့်တဲ့မြေပြင်နဲ့သူ့တကယ်ချင်းနဲ့စိတ်တင်းခဲ့တဲ့ကိုယ်ကိုတွေ့လိုက်ရပါတယ်။သူ့အထဲဝင်လိုက်တာနဲ့အိုးတလုံးကိုတွေ့လိုက်ရပါတယ်။ပြီးတော့သူ့တကယ်ချင်းလေးကိုနောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကိုပြန်တတိယသွားပါတယ်။သူတို့သုံးယောက်ကတော့အစစ်ရှိတဲ့ပုံမွားတွေကိုအိုးထဲကိုထည့်ခဲ့ပြီးတော့တိုက်ခိုင်းခဲ့ပါတယ်။အဲဒါကြောင့်ပဲအိုးကိုဖွင့်လိုက်တော့သူ့တကယ်ချင်းလေးကအဆင်မပြေသွားတာပါ။ ဒါကြောင့်သူလည်းသူ့တကယ်ချင်းတွေရဲ့အော်ဟိတ်တဲ့နေကိုပြန်တရီရပြီးအရင်စိတ်တူသွားခဲ့ပါတယ်ပြီးတော့အိုးပြစ်ခွဲလိုက်ပြီးဝမ်းနေပြီးတောင်းတရနေခဲ့ပါတယ်အင်ယိုကတော့ထတော့မင်းတကယ်ချင်းတွေအသက်ရှင်နေတယ်ရယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်အေယာမာတာကြီးရပေါ်လာခဲ့ပါတယ်ဒီဆန်ကတော့သူတို့ကြီးလိုက်တော့အာအသိစရာတွေးလိုက်ရပါတယ်အဲ့ဒီတာရဲကြီးကဒီဆန်ရဲ့တကယ်ချင်းတယောက်နဲ့တူနေခဲ့ပါတယ်အဲ့ဒီကြောင့်တီးလိုက်တဲ့အချိန်မှာပဲသူကအန်အော်ဒကြီးနဲ့ရက်တန့်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတာရဲကြီးကသူ့အပြင်းနဲ့တက်ခတ်မှုနဲ့တက်ခတ်လိုက်ပါတယ် ။ဒါပေမဲ့အင်ဝါတို့သူ့ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ပြီးတာနဲ့နောက်ထပ်လင်းတို့သားရဲတဲ့ကောင်ပေါ်လာခဲ့ပြီးကီမီကောတတ်ခတ်လိုက်ပါတယ်။ဒေဆန်ကတော့အဲ့ဒါသူ့ရဲ့နောက်ထပ်တငယ်ချင်းတယောက်ဆိုတာတိလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတိုင်းရင်တဲ့ကောင်တယောက်ကိုတယောက်အပြန်အလှန်တတ်ခိုက်နေကြပါတယ်။အင်ဝါတော့တော့ပြီးငါတို့ကိုရှင်းလိုက်တော့မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒေဆန်ကတော့သူ့ဆွဲပြီးတားလိုက်တာကြောင့်တားရဲရဲလည်းအင်ဝါကိုတတ်ခတ်လိုက်ပါတယ်။ဒေဆန်ကတော့တားရဲရင်းနဲ့ပြန်ဆက်တော့ဖို့ကြိုးစားပြီးတော့သူတို့နဲ့အတူရှိခဲ့တဲ့အမှတ်တရတွေကိုပြန်တရိယာသွားစီပါတယ်။ဒါကြောင့်တားရဲတွေလည်းတကယ်ပဲပြန်တရိယာသွားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲအင်ရောကပြန်ထလာပြီးတော့သူတို့ကိုလူသားဖြစ်ပြန်ရောက်ဖို့တခုလေးသောနီလန့်ဒီငှက်သွေးကိုတောက်ဖို့ပဲဒါမဲ့ကံမကောင်းစားနဲ့သူတို့တေးလိုက်မယ်ဘာလို့လဲဆိုတော့သူတို့ကအခုတရိစ္ဆာန်ဖြစ်အပြေးဝပြောင်းလဲသွားပြီဘာကြောင့်သူတို့ရဲ့မူလဘဝကပြန်ရအောင်သူတို့ရဲ့အသက်တွေဆုံးရှုံးရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီဆန်ကတော့တခြားနီလန့်မရှိတော့ဘူးလားလို့မေးလိုက်ပါတယ်အင်ရောကတော့ကံမကောင်းစားနဲ့တခြားနီလန့်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတာရဲလည်းအင်ပြန်ခေါ်သွားခဲ့ပြီးနှုတ်ဆက်လိုက်ကြပါတယ်အဲ့ဒါကတော့ငါတို့ဆင်းဖို့ဝါနဲ့ဆိုတဲ့အထိပ္ပယ်ပါပဲ အင်ကတော့ဒေဆန်ကိုမိသူတို့တိခိုင်းတာပုံမကောင်းလားလို့မေးလိုက်ပါတယ်။ဒါကြောင့်ဒေဆန်ကတော့အเจ้าမတရိဆန်တွေကိုထမတတ်နိုင်ဘူးလို့ပြောလိုက်ကငှက်ကိုပါလွတ်ပေးလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်လည်းအဲ့ဒီနေရာကြီးထွက်သွားပြီးသူတို့ရဲ့အိမ်လေးစီကိုပြန်သွားခဲ့ကြပါတယ်။နောက်နေ့မှာတော့အင်ယိုတို့နှစ်ယောက်လည်းဇီရိုသွားကြပြီးတော့0ကအရန်ရသာရှိပုံရတဲ့မုံတွေးလိုက်ပါတယ်။ဒါမဲ့အင်ယိုကတော့တော်ပဲဆန်းသိပြီးတော့ငွေ30ပဲသုံးငွေပေးလိုက်ပါတယ်။ဒါကြောင့်သူမကလည်းအင်ယိုကက်စီနိုလို့ပြောလိုက်ပါတယ်။ ဝဝဝသွားတဲ့ခါမှာတော့ရောင်းတဲ့သူကတော့တစ်ခု40ပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကတော့30ပဲပေးလိုက်ပါတယ်။ဒါကြောင့်ရောင်းတဲ့သူကတော့မလုံလောက်ဒါစီးပွားရေးလုပ်တန်းလူတိုင်းတောင်းတဲ့ဈေးရှုံပေးနိုင်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့0ကတော့နောက်ဝယ်တဲ့သူရှာတစ်ဆယ်ပိုတောင်းလိုက်ပေါ့။အဲ့ဒါဆိုမင်းကအမြတ်အတူတူပဲရမှာပေါ့လို့ပြောလိုက်ပါတယ်။ဘုံရောင်းတဲ့လူကလည်းရည်လိုက်ပြီးတော့0ရဲ့သဘောထားကိုကြိုက်တဲ့အတွက်ဒီတစ်ခါတော့ဈေးချော့ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ အေယူအားလည်းမောကအရန်ကောင်းမွန်ရတဲ့အတွက်သူလည်းတစ်ခုဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမဲ့သူကရောင်းတဲ့သူကြီးကိုသွားတဲ့ခါမှာတော့ရောင်းတဲ့သူကသူ့အတွက်50လို့ပြောလိုက်ပါတယ်။ဒါကြောင့်သူလည်းစိတ်ညစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လူရဲစုညံတွေရောကြားလိုက်ရပြီးဘာဖြစ်နေရလဲလို့မေးလိုက်ကြပါတယ်။အဲ့ဒါကြောင့်စုညံတွေလူတွေကိုကြည့်လိုက်တဲ့ခါမှာတော့ဘယ်လီနာလို့ခေါ်တဲ့အန်အောဘယ်သူတော်စင်မာလေးတယောက်အကြောင်းပြောနေရအောင်တွေးလိုက်ရပါတယ်။ ူမအကြောင်းပြောနေတဲ့လူကတော့သူကနှင်းလို့ဖြူစီမိစပိန်ရှောင်းရှိတဲ့မိန်းမတယောက်ဖြစ်ပြီးတော့မကမေတာကိုရှစ်ကျင်တာစွန့်သားမှုနဲ့လို့ပို့သွားရောက်ခဲ့တဲ့အကြောင်းပြောနေပါတယ်။ပြီးတာနဲ့ဘယ်လီနာကလည်းဒီနေ့ထိကဘာကြီးကစပွဲနေနဲ့ဝင်ရခံနေရပြီးမိဘမဲ့ကလေးတွေကဆက်လက်ငိုကြွေးနေကြတယ်။ဒါကြောင့်ကျမတတ်နိုင်တော့ကလေးတွေကိုကဲတင်နေပါတယ်။ဒါကြောင့်မကမေတာကိုနောက်တစ်ကျင်ပြန်သွားရမှာပါလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကြားပြီးတဲ့နောက်မှာတော့လူတိုင်းကလည်းသူမရဲ့နာမည်ကိုအော်ဟစ်နေကြပါတယ်။ ဒါမဲ့0ကတော့အင်ယောအစ္စပီတီငင်းနေတဲ့မျက်လုံးနေနဲ့အဲ့ဒီမျိုးသမီးကိုစိုက်ကြည့်နေရတယ်ဒါမှမိပါတယ်ပြီးတာနဲ့အင်ယောကတော့သူမအောင်ဝိလူတောင်မဟုတ်သွေးဆူးနေတဲ့မိမတယောက်ပဲလို့ပြန်ပြောလိုက်ပါတယ်နောက်ပိုင်းမှာတော့သူတို့ရုံးကန်ကိုပြောင်းရတော့0ကဘယ်လီနာဆိုတဲ့မျိုးသမီးကြောင့်တရင်ချက်လက်တွေရှာဖွေနေပါတယ်စီးပွားရေးခက်ခဲနေတဲ့ရင်ဆိုင်နေရတဲ့မိဘမိခင်ဟာတခုကိုကူညီဖို့အတွက်သူမကတော့မကမဲတက်ကိုတယောက်ထည့်သွားခဲ့ပြီးအနေရများစွာကြော်လာကအမြဆုံးအားလုံးမိဘမိခင်ဟာလူပန်းမှုအတွက်များစွာသောပစ္စည်းတွေယူဆောင်လာခဲ့တဲ့အကြောင်းတရင်တွေတွေ့ရပါတယ် ။ "तुम आ तुम ရဲ့အန်နီယောမထက်ထွက်ပဲလောက်ခဲ့တာပါ။ဒါဖက်ပြီးတဲ့နောက်မှာတော့0က तुम ကောင်းတဲ့လူတရားလို့တွေးလိုက်ပါတယ်။ဒါမဲ့ဘာကြောင့်ပြောခဲ့လဲဆိုတာမသိတဲ့အင်ရွယ်စကားတွေကိုပြန်တရိရသွားမိခဲ့ပါတယ်။ဒါကြောင့်ခဏကြာမှာတော့ तुम ရဲ့ drone ကိုအသုံးပြုပြီးမိဘမဲ့ကေဟာကိုဆက်စည်းဖို့သွားပါတယ်။အဲ့ဒီမှာတော့ကလေးအားလုံးကတော့ပျော်ရွှင်စွာကစားနေကြတာကိုတွေ့လိုက်ရပါတယ်။ဒါမဲ့ကလေးတယောက်ကတော့ပန်းနေရှင်မှာငိုနေခဲ့ပါတယ်။ဒါကြောင့်0ကတော့ तुम ငငယ်တော့ diary နဲ့ဝတ်စားတွေစုပ်ပြဲနေခဲ့တဲ့အတိတ်ကိုပြန်တရိရပြီးတော့လန်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ drone ကနေပြီးတော့ဘယ်လီနာခလီမလေးစီကိုဘာဖြစ်တာလဲလို့မေးဖို့ချီးကပ်လာတာတွေ့လိုက်ရပါတယ်။ခလီမတွေကတော့သူမရဲ့အယုတ်မုံမုံပြောင်းသွားပြီလို့ပြန်ဖြေလိုက်ပါတယ်။ဒါကြောင့်ဘယ်လီနာကတော့သူမနဲ့အတူတူရှာကြမယ်လို့ပြောလိုက်တဲ့အခါမှာတော့ခလီမလေးကတော့ပျော်ရွှင်သွားခဲ့ပြီးသူမကိုအားရပါရပွေးဖက်လိုက်ပါတယ်။ပြီးတဲ့နေ့သူမကလည်းခလီမလေးရဲ့လက်ကိုဆွဲလိုက်ပြီးတော့မိဘမက်ကင်ဟာတွေကိုပြောင်းဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဇီးတို့ကသူမရဲ့အစွမ်းလေးကိုပိတ်လိုက်ပြီးတော့ drone နဲ့ TV ရဲ့အဝေးထင်းခလုတ်လေးပျောက်သွားခဲ့ပါတယ်။ ကြီးရတာသူမှလည်းအင်ယိုလိုရှားပါးတဲ့ပစ္စည်းဖန်တီးတိုင်ခံရှိပုံရပါတယ်ဒီဆွမ်းကဘလောက်တောင်ရှားလဲဆိုအပြင်မှာတကယ်ရှိမှန်းတော့ဘယ်သူမှမသိကြပဲပုံမြင်ထဲမှာပဲရှိတယ်လို့လူတွေကသိကြပါဗါးအဲ့ဒီနောက်မှာတော့အင်ကတော့အခန်းထဲဝင်လာပြီးစာအုပ်တော့ကို깟ထားပါတယ်သူကတော့ကွန်ပျူတာမှာထိုင်လိုက်တဲ့အခါဘယ်လီနာရဲ့သတင်းချက်လက်တွေပါတယ် website တစ်ခုပွင့်နေရအောင်တွေးလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့သူကအတိတ်ကမှတ်ရစရာတစ်ခုသူ့ရဲ့စိတ်ထဲရောက်လာခဲ့ပါတယ်သူငယ်ငယ်တော့သူ့ဆရာနဲ့အတူတောင်မောင်းကနေအမျိုးသမီးတစ်ယောက်ရဲ့အော်တန်ကိုကြားခဲ့ပါတယ် ကြည့်လိုက်တဲ့အခါမှာတော့ဘယ်လီနာကတိုင်းရဲတကောင်ရဲ့တိုက်ခိုက်ခံနေရတာကိုမြင်လိုက်ရပါတယ်။ဒါကြောင့် EOS ရာလည်း EO ဒီတက်တော့ဟာအတော်လေးအနေများတယ်လို့သတိပေးပြီးဒီမှာပဲနေခဲ့ဖို့ပြောလိုက်ပါတယ်။ပြီးတာနဲ့သူလဲခုန်ချပြီးတော့တိုင်းရဲကိုရင်ဆိုင်တဲ့အခါမှာတော့ EOS အားနဲ့စင်တူတဲ့အရာဝတ္ထုတွေကိုဖန်တီးနိုင်တဲ့ဆွမ်းအားတွေသူ့မှာလည်းရှိနေတာကိုတွေ့လိုက်ရပါတယ်။သူကတော့စာအုပ်ကြီးတော့ကိုဖန်တီးလိုက်ပြီးအဲ့ဒီတိုင်းရဲကိုသတိလစ်သွားတဲ့အထိဖိချပြီးတိုက်ခိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ EO လည်းသူ့ဆရာနဲ့ဘယ်လီနာတို့တွေ့ဖို့တောင်းစားနေစင်းလာပါတော့တယ်။ သူစီကတော့ဒီနေရာအမျိုးသမီးတယောက်ထဲသွားလာဖို့အနေများတဲ့အတွက်ထွက်သွားဖို့ကြံပေးလိုက်ပါတယ်။ဒါမဲ့သူမကတော့ပိုကြီးမားတဲ့ရွယ်ချက်တစ်ခုအတွက်ဒီမှာရှိနေရမယ်လို့ပြန်ဖြေလိုက်ပါတယ်။ဒါကြောင့်အင်ယွဲဆရာရှူဝင်းကလည်းသူမကိုမေးခွန်းနဲ့မထောက်တော့ပဲထွက်သွားခဲ့ပါတယ်။ပြီးတဲ့အင်ယွန်းနဲ့ဘယ်လီနာတို့လည်းမျက်လုံးချင်းဆုံမိကြပြီးအင်ယွန်းကတော့မျက်နှာရည်ပြီးရှက်သိဖြတ်သွားခဲ့ပါတယ်။ပြီးတော့သူစီကတော့ကိုပြေးလိုက်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲရှူအင်းရဲ့နေတော့မှာပဲအင်ယွန်းကတော့ဘယ်လီနာသွားချဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့သူမအတွက်အန္တရာယ်ရှိနိုင်တယ်လို့တွေးပြီးစိတ်မသက်မသာဖြစ်နေတဲ့အတွက်သူမတော့တောင်းချဖို့ဖြစ်ပါတယ်။တောထဲမှာခဏလောက်လျှောက်သွားပြီးတဲ့နောက်မှာတော့သူကဘယ်လီနာရှိတဲ့နေရာကိုနောက်ဆုံးမှရောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမပါလုံးနေလေဆိုတာမြင်လိုက်တဲ့အခါမှာတော့သူလန်သွားခဲ့ပါတယ်။ပြီးတော့လည်းလက်ရှိချိန်ကိုပြန်ရောက်လာတော့ကွန်ပျူတာကိုဆက်ကြည့်နေဒီမိမလက်ဆိုးပဲလို့တွေးနေပါတယ်။အဲ့ဒီနေညနေပါပဲလူတစုကတော့သူ့ရဲ့ယုံကံကိုရောက်လာပြီးဘယ်လီနာကိုကူညီဖို့တောင်းဆိုကြပါတယ်။ ဒါမဲ့အင်ယိုကတော့သူတို့ရဲ့တောင်းဆိုမှုတွေကိုနားထောင်ပြီးရင်းဆန့်လိုက်တဲ့အတွက်လူတိုင်းဟာသူ့ကိုအပြင်းတင်ပြီးစိတ်ဆိုးတဲ့မျက်လုံးလေးနဲ့ကြည့်နေကြပါတယ်။ဒါမဲ့အင်ယိုကတော့ဆက်လိုက်ပြီးတော့သူကအန်အိုးဝယ်လူတယောက်ဒါမှမဟုတ်တော်တော်စင်တယောက်ဆိုရင်တယောက်ထဲသွားနိုင်ပြီးတော့ဘာမှဖြစ်မှာမဟုတ်လေလို့ပြောလိုက်ပါတယ်။ဒါမဲ့သူမှတော်တော်စင်မှမဟုတ်တာဘေးတွေးမှာပဲလို့ဆက်ပြောလိုက်ပါတယ်။ဒါကြောင့်လူတွေကလည်းဒေါသထွက်ပြီးမိဘမဲ့ကလေးတွေအတွက်သူမကကိုညီတင်းတယ်လို့ဒေါသတကြီးနဲ့ပြောနေကြပါတယ်။အဲ့တော့ကြားပြီးရင်တော့မှတော့အင်ယိုကတော့ဒီမှာငောင်းဝေပန်တဲ့လူတွေကဘယ်တော့မှသူမနဲ့တူလိုက်သွားဖို့တတ်သိရှိခဲ့လေလို့မေးလိုက်ပါတယ်။ ဒါကြောင့်အခန်းထဲမှာလည်းတိုက်ချိန်သွားခဲ့ပါတယ်။အဋိထာမှာတော့လူတွေကတော့ဘယ်လာနဲ့တူလိုက်သွားတယ်ဘသူနဲ့မှအဆက်အသွယ်မရအောင်လို့ပြန်ဖြေလိုက်ပါတယ်။အီယိုကတော့သူမရဲ့ပြောတဲ့အတိုင်းဆိုသူမကတယောက်ထဲသွားလိမ့်ရှိရဲ့လို့ပြောရဲ့လीဒါဆိုသူမကလိန်နေတာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ဒါမဲ့လူတွေကတော့အတူလိုက်သွားတဲ့သူတွေကသူရဲ့ဆန္ဒလျှောက်လိုက်သွားခဲ့တာပါလို့ပြန်ဖြေလိုက်ပါတယ်။ဇီရိုကတော့ဘယ်လီနာကတကယ်ကောင်းတဲ့မျိုးသမီးတယောက်ဖြစ်ပြီးတော့ကလေးတွေကိုကူညီတယ်လို့သူထင်တဲ့အကြောင်းပြောပြီးစကားဝိုင်းအောင်ဖျက်ဝင်လာပါတယ်။ပြီးတော့လည်းအင်ယိုကြည့်ပြီးအတဏှတ်လိုက်ပါတယ်။ဒါမဲ့အင်ယိုကတော့မကူညီနိုင်ဘူးလို့ပြောလိုက်ပါတယ်။ ။ဒါကြောင့်ဇီရိုကလည်းစိတ်ဆိုးသွားပြီးသူမကိုယ်တိုင်ကူညီမဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်လူတိုင်းလည်းထွက်သွားကြပြီ။သူမလည်းသူ့ရဲ့ထင်းချုပ်ခန်းကိုတွားကသူမ drone ကိုထင်းချုပ်ဖို့စတင်ပါတယ်။အင်ဂျင်ကလည်း zero စိတ်ဆိုးသွားတာကြောင့်စိတ်မပါတာပါနဲ့ပဲရဟန်းမော်တက်လာပြီးဘယ်လီနာကိုတွားချက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ drone flight တဲ့ခါမှာတော့ဘယ်လီနာနဲ့တူလိုက်ပါတယ်လူတွေအားလုံးကတိုက်တစ်ကြီးမှရှိတဲ့တပ်တော်တော်ကောင်ရဲ့တိုက်ခိုက်မှုကြောင့်ပြင်းထန်တဲ့ဒဏ်ရာတွေရနေပြီးချို့ကလည်းတေဆုံးနေတာကိုတွေ့ရပါတယ်။ အေယိုရောက်သွားတဲ့ခါမှာတော့ခုနလူတွေကိုတိုက်ခဲ့တဲ့တတ္တဝါတွေအများကြီးအုပ်စုဖွဲ့နေရတော့တွေးလိုက်ရပါတယ်။အောင်နေများရှိနေတာကြောင့်သူလည်းဖိလိုက်ပြီးတော့သူ့ရဲ့စွာအားတွေကိုအုံပြိပြီးတော့ဒူးလေးတွေဖန်တီးလိုက်ကမြှားမွေးရွာတုံးတုံးလို့ပစ်ခတ်လိုက်ပြီးတော့အဲ့ဒီတတ္တဝါတွေအများပြားကိုတုတ်ပင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအာကြီးတဲ့အော်တန်တစ်ခုကသူ့ရဲ့အာယုံဖန်ဆားသွားပြီးအဲ့ဒီဘက်ကိုလှည့်ကြည့်လိုက်တဲ့ခါမှာတော့ငငယ်တော့သူ့ဆီကတိုက်ခိုက်ခဲ့တဲ့တိုင်းရင်မျိုးနဲ့တွေ့တဲ့အကောင်တွေးလိုက်ရပါတယ်။ဒါကြောင့်အင်ရောကလည်းသူ့ဆီကနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ကိုပြန်တရိယသွားခဲ့ပါတယ်။အဲ့ဒီမှာတော့အင်ရောကသူ့ကိုစိတ်နှောက်ယှက်ဖြစ်စေတဲ့အရာကိုမြင်ပြီးတဲ့နောက်မှာတော့ သူ့ဆရာကသူမမကောင်းတဲ့လူမျိုးလို့ဘာလို့ခေတင်ခဲ့တာလဲလို့မေးလိုက်ပါတယ်။ချူအင်းကတော့သူမပေါ်လာတဲ့ချိန်မှာအခက်ခဲတွေရှိနေလို့ခဲ့ခဲ့တာဘယ်သူကောင်းလဲမကောင်းလဲဆိုတာငါဆုံးဖြတ်တာမဟုတ်ဘူး။ကုညီဖို့လိုအန်ကုညီမှာပဲလို့ပြန်ပြောလိုက်ပါတယ်။ဒါကြောင့်အင်ယောကတော့နားမလည်တော့ဘူးလို့ပြောလိုက်ပေမဲ့ချူအင်းကတော့အချိန်တန်နားလည်လာလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်။တရှိချိန်ကိုပြန်ရတော့အဲ့ဒီတားရဲကအင်ယောဗဇက်ကနေလေးစားနဲ့ပြုတ်လို့ပြီးတိုက်ခတ်လိုက်ပါတယ်။ဒါမဲ့အင်ယောကတော့လောလောကူကူပဲရှောင်နေလိုက်ပါတယ်။အဲ့ဒီတိုက်ခတ်မှုကြောင့်ထိမှန်တဲ့တပ်ပင်းတွေကတော့မီးလောင်သွားခဲ့ပါတယ်။ ဒါကြောင့်အဲ့ဒီတားရဲရလဲတကယ်အကောင်းတာကိုမြင်တဲ့အတွက်အင်ဝါတော့ပစိန်တစ်ခုဘန်ဒီပြီးတော့အဲ့ဒီတားရဲရဲ့ပြစ်ခတ်မှုတွေတားကြီးကပစိန်နဲ့ပဲပြန်ပြစ်လိုက်ပါတယ်အင်ဝါတော့သူ့ဆရာရဲ့လုပ်ရက်ကမားရင်လို့မထင်ပေမဲ့သူ့လိုတော့မလုံးနိုင်လို့တွေးနေခဲ့ပါတယ်။နောက်ဆုံးမှတော့အဲ့ဒီတက်တော်ရဲ့ခေါင်းကိုအပြင်းပြင်းနဲ့ရိုက်လိုက်တဲ့အခါမှာတော့တားရဲလေးကြောင်းလန့်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ အိမ်မှာလေသူ့ပတ်ဝန်းကျင်မှာမီးလောင်နေတာကိုတတိထားမိတဲ့အတွက်ပစင်ရအုံပြုကတပိနေကောင်လုံးကိုခေါ်လဲလိုက်ပြီးတော့မီးလောင်တာကိုတားဆီးလိုက်ပါတယ်ပိတန်နဲ့သူကသူ့ဆရာရဲ့အဆင်ကိုမရောက်ပေးဘူးဆိုတာသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲ0ကခွဲလီနာကိုဆက်ချနေပြီးတော့နောက်ဆုံးမှတော့တွေ့သားပေမဲ့သူ့မောက်ထိတ်လန့်စေတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီချိန်မှာတော့အိမ်ကဒရုန်းရှိတဲ့နေရာကိုရောက်သွားပြီးတော့တားရဲတီကောင်တွေကဘယ်လီနာထွက်လာတာကိုမြင်လိုက်ရပါတယ်သူမကအဲ့ဒီတားရဲရဲ့အတွင်းကလေးစာတွေထုတ်ယူနေပြီးသွေးတွေရွှမ်းနေနေတာ ဒီကောင်ကြီးရဲ့အတွင်းကလေးစားတွေကိုဈေးကောင်းကောင်းနဲ့ရောင်းလို့ရပြီ။အန်ယူရောင်းလိုက်ရင်ခလေးတွေကိုပူညီဖို့ငွေအများကြီးရနိုင်တယ်လို့ပြောလိုက်ပါတယ်။အေဝါတော့မင်းတို့မင်းကိုကိုးလိုက်လိုက်တယ်လို့တွေအားလုံးတည်သွားပြီလို့ပြောလိုက်တဲ့ခါမှာတော့သူမကတော့သူတို့ကသူတို့ရဲ့စန္ဒလေးရောလိုက်လိုက်ခဲ့ကြပါလို့စင်ပြေပြီးတော့ခလိတတော်ရဲ့အတွင်းကလေးစားတွေကိုဆက်လက်ထုတ်ယူနေရပါတယ်။ခဏကြာမှတော့အဲ့ဒီလိုတားရဲတွေအများကြီးဝိုင်းလာပြီ။ဟယ်လီနာကတော့ဒီလောက်အများကြီးရှိတော်မြင်တော့အယမ်းစိတ်လှုပ်ရှားသွားပါတယ်။ပါလို့လေးဆိုတော့တက်တော်ရရဲ့အတွင်းကလေးစားအားလုံးရောင်းလိုက်ရင်ခလီးပတ်နဲ့ရောက်ကဲတင်နိုင်မလဲဆိုတာတွေးနေကြလို့ပါ ပြီးတော့ချက်ချင်းပဲထပ်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အီယိုကတော့သူမကိုတားဖို့ကြိုးစားပေမဲ့ဇီရိုကတော့သူမကိုလှထားလိုက်ဖို့ပြောလိုက်ပါတယ်။ဒါကြောင့်အီယိုကလည်းသူမရဲ့စကားကိုနားထောင်ပြီးထွက်သွားကအဲ့ဒီတတော်တွေကိုတော့ဘယ်လီနာကိုစားဖို့လမ်းဖွင့်ပေးလိုက်ပါတယ်။ရန်နေငယ်ကြပြီးတဲ့နောက်မှာတော့ဘယ်လီနာကမက်ကမင်းမှာတည်ဆုံသွားကြောင်းသိလိုက်ရပါတယ်။ဒါမဲ့သူမရင်တော့လိုက်တည်းရတော့သူမကမတည်ဘူး။နှစ်ဖျားတစ်ပါးဖြစ်သွားပြီလို့ယုံကြည်ကြပါတယ်။အဲ့တော့ကြားတဲ့အခါမှာတော့ရီဘာမက်ကီဟာခလီမလီယာအရန်ဝန်နေပြီးမိုးနေပါတယ်။ အဲ့ဒီချိန်မှာပဲ0ရဲ့ drone ကတော့ခလီမနဲ့ရမ်းချစ်တဲ့မုံပိုဆိုတဲ့ယုံလေးကိုပြေးလိုက်ပါတယ်။ပြီးတာနဲ့အင်ယိုလိုလဲဈေးထဲမှာလမ်းလျှောက်နေတော့0ကတော့ဘယ်ဟာလူကောင်းလဲဘယ်ဟာလူဆိုးလဲဆိုတာမသိတော့တဲ့ကြောင့်အင်ယိုပြောပြနေခဲ့ပါတယ်။အရင်ကောင်မုံစံအောင်ရောက်တဲ့ခါမှာတော့ဒီခါတော့အင်ယိုကဝယ်စားဝတ်စားပြောလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်လည်းတူတူမုံပြောရှင်းစားစားနေကြရဲ့အိမ်ပြန်လိုက်ကြပါတော့တယ်။